နိုင်ငံတော်ကအနိုင်ကျင့်ခဲ့တဲ့ Super League ကိုနဗီလက်စားချေချင်နေပြီ။ပရိသတ်တို့အားလုံးမင်္ဂလာပါခင်ဗျာ 3K5 ကနေပြန်လည်ပြီးတော့ဂျူးဆူပါတယ်။1170ပြိုင်ပွဲမှာနီကိုကာရီလိုကိုအလဲထိုးနိုင်ရပြီးတဲ့နောက်ဗန်နဝေတန်ဂျာပြန်မွေတိုင်းကမ္ဘာချန်ပီယံဖြစ်လာသူနဗီတို့က Super League နဲ့မချေပွဲအသိပ်ပြီးရေးကြီးပါတယ်။လာမယ့် Master 23ရက်မှာကျင်းပမယ့်1172ပွဲမှာနဗီနဲ့ Super League မချေပွဲကိုခံစားခွင့်ရပါလိမ့်မယ်။ 1172မှာ Rotten နဲ့ Takiro ပွဲလဲရှိတယ်လို့နဘေးနဲ့ Super Lag ပွဲလဲပါလို့တော်တော်လေးကိုမိုက်နေရပါနဘေးက The KK Matching ဆိုပြီးတော့ကြော်ကြတယ် Super Lag နဲ့တချိန်ရင်ဆိုင်ခဲ့ဥပါတယ် Wang Sama ဘွား Promotion နဲ့ W ဖြစ်နေနဘေးက Super Lag နဲ့တပွဲလန်ကဲဆိုင်ခဲ့ရတာပါအဲ့ဒီပွဲမှာအញ្ញံခံခဲ့ရတာကိုနဘေးမကျေနပ်ပါဘူးအတွေ့အုံနူးနဲ့သေးချိန်ပေးဆက်လိုက်တယ်လို့နဘေးကခံယူထားတယ်အဲ့ဒီချိန်တော့ကနဘေးရဲ့အသက်က18နှစ်ပဲရှိပါသေးတယ် နဘေးကစူပါလက်ကိုလက်စားချေဝင်းရအောင်အများရန်ဆောင်ဆိုင်နေကြတာပါ။နဘေးကကဘာစိန်ဈာမကဘလို့လဲဆိုတာစူပါလက်ကပြသခဲ့ပြီးတော့အဲ့တော့သူ့ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်။သူနဲ့ရင်ဆိုင်ပြီးတဲ့နောက်ကျွန်တော်ရဲ့စွမ်းအင်ကိုမြင့်တင်နိုင်ခဲ့ပါတယ်။လေးကျင်ကန်အစီအစဉ်မှာကျွန်တော်ကိုကျွန်တော်ပြင်းထန်ထန်မောင်းနှင်ခဲ့ပါတယ်။အခုစူပါလက်နဲ့နောက်တစ်ခါရင်ဆိုင်မှုတွေကျွန်တော်အစီအစဉ်ဖြစ်နေပါပြီလို့ကြွေးကြော်လိုက်ပါတယ်။နဘေးကဘန်နဝိတ်တန်မွေတိုင်းချန်ပီယံကဘာပိုင်ဆိုင်ထားမယ်စိတ်ကြီးဝင်မနေပါဘူး။အရင်လိုပဲတင်းငိအေးဆေးစွာဖြတ်သန်းသွားမယ်လို့အတည်ပြုလိုက်တယ်။ နေကိုကာရီလိုနဲ့ပွဲမှာနာဘေးရဲ့လာသီးစွမ်းကမွေထိုင်းနဲ့ဘောင်းစင်နှမျိုးပေါင်းဆက်ထားတာမျိုးမြင်ခဲ့ရတယ်။နေကိုကာရီလိုကိုအလဲထိုးနိုင်ရမယ်လို့နာဘေးမမျှော်လင့်ခဲ့ပါဘူး။သူ့ဘဝတစ်လျှောက်လုံးမကြုံမှုတဲ့ရင်ခုန်တန်းခံစားမိခဲ့တာပါ။နေကိုကာရီလိုနဲ့ပွဲအတွက်သူ့ကိုယ်သူရာနှုံးပြေယုံကြည်ခဲ့ပြီမိတ်။ချန်ပီယံကပတ်ကိုတိတ်တခိုးသာမျှော်လင့်ခဲ့တာပါ။ပရမတီမှာရလာကောင်းရင်နိုင်ပွဲယူမယ်လို့တွေးထားသူနာဘေးတို့အလဲထိုးနိုင်ပွဲကခန်းနာဆူလက်ဖြစ်ခဲ့ရတယ်။နာဘေးက စူပါလိုက်နဲ့ပထမဆုံးရင်ဆိုင်တွေ့တဲ့ပွဲမှာဝမ်းရဲ့သေးငယ်လို့နဲ့လက်အိတ်နဲ့ကျွန်တော်အသားမကျခဲ့ပါဘူးလိုခဲ့တဲ့နှစ်နှစ်တုန်းကကျွန်တော်ကလုံးဝအတွေ့အကြုံမရှိသေးတာပါအခုကျွန်တော်ကကွဲပြားခြားနားနေခဲ့ပါပြီစူပါလိုက်နဲ့ပွဲကနေသင်ကန်းစာတွေအများကြီးကိုရယူသိမ်းနိုင်ခဲ့ပါတယ်ပထမတစ်ချိန်တွေ့တုန်းကလို့ဖြစ်လာမှာမဟုတ်ပါဘူးလို့စူပါလိုက်တိအောင်သတိပေးလိုက်တယ်နဘေးကိုပို့ပြီးမာကုံမြင့်လာအောင်ဒင်းမာဒီစရောက်ကလေ့ကျင့်ပေးနေတာပါနဘေးရဲ့ပါဝါအမြန်နှုံးနဲ့ 5G ကတော်တော်လေးကိုတိုးတက်လာတယ် အခုလိုပိုကောင်းတဲ့ကစားမဖြစ်လာလို့ Super League ကိုနဘေးကကျေးဇူးတင်နေမိတယ်။ Super League ကိုသာမရှုံးခဲ့ရင်နဘေးကသူ့ကိုယ်သူအထင်ကြီးစိတ်တွေနဲ့တာနေမှာပါ။ Super League ကကလေးတယောက်တသာရှိသေးတဲ့ကျွန်တော်အနိုင်ယူခဲ့တာပါ။အခုကျွန်တော်ကအရွယ်ရောက်လာနေပါပြီ။ Super League ကိုသာမရှုံးခဲ့ရင်ကျွန်တော်ကသင်္ကန်းသာကောင်းကောင်းမရပဲခုလိုဖြစ်လာမယ်မထင်ဘူးလို့နဘေးကပြောပြပါတယ်။ Super League ဒဏ်အကြောင်းမကစားနိုင်ချိန်မှာကစားခွင့်ရပြီးတော့ Nico Carrillo ကိုလဲထိုးနိုင်ယူဂျာဗီယံချန်ပီယံဖြစ်လာသူနဘေးကသူ့ရဲ့ချန်ပီယံကပတ်ကိုဆက်ပြီးတော့ထိန်းသိမ်းခြင်းနေပါလိမ့်မယ်။ စူပါလက်ကလည်းသူပိုင်ဆိုင်မှုတဲ့ချန်ပီယံကပတ်ကိုပြန်လို့ဂျင်းနေမှာပါ။နဘေးကစူပါလက်နဲ့ပွဲမှာနိုင်ပွဲကလွဲပြီးတော့ကျွန်တော်ဘာမလို့ဂျင်းမအောင်ချန်ပီယံကပတ်ကြောင့်မဟုတ်ပဲစူပါလက်ကိုနိုင်တဲ့ဂုံလိုဂျင်းတာပါ။သူ့ကိုနိုင်ဂျင်းတတ်ပါလေ။အိုင်ဆန်နာကြောင့်လည်းစူပါလက်နဲ့ထိုးပစ်တာပါလို့ပြောခဲ့ပါလေ။ GG matching စူပါလက်နဲ့လောရှင်နဘေးတို့ရဲ့မကြေပွဲကဘလို့ဖြစ်လာမလဲ။ပွဲနီးလာလေးလေးစိတ်ဝင်စားစရာကောင်းလေလေပါပဲ။ဟုတ်ကဲ့ဒီဘက်ကနောက်ပါပဲမှာဆိုတော့နဘေးကတကယ်ပဲစူပါလက်ကိုအန်တုနိုင်တဲ့အနေထားကိုရောက်နေပြီလား ဘယ်လိုမှသုံးသပ်ခြင်းလည်းပြပြောခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်